လောကမှာတယောက်တည်းနေတာဟာတော့အေးချမ်းမှုအရှိဆုံးလို့ပြောရမှာသို့သောလူတွေဘာလို့တယောက်တည်းမနေနိုင်ကြသလဲဆိုရင်ဆိုရင်တော့ကရှိလို့တယောက်တည်းမနေနိုင်မြေမြေတွေးတယ်တယောက်တည်းနေရင်နေမကောင်းရင်ဘယ်လိုလုပ်မလဲဆိုအတွေးပဲဒါကြောင့်တယောက်တည်းမနေနိုင်ကြဘူးနှစ်ယောက်နေတော့ရောလို့ဆိုနှစ်ယောက်နေတော့လည်းမတည့်ပြန်ခက်တာ တယောက်တည်းနေကြတော့လေကြောက်တယ်နှစ်ယောက်နေတော့မတည့်ဘူးအဲ့ဒီကြားထဲမှာလူဟာဘဝမှာ ဆုံးဖြတ်ရခက်ခဲကြတယ်နှစ်ယောက်အတူနေပြီမဲ့လို့ကြောချင်းပြေးပြီးတော့တယောက်နဲ့တယောက်စကားမပြောတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲเนาะမိသားစုတဲမှာကိုရှင့် ယနေ့ချင်းဆိုင်ပြီးတော့တောင်စကားမပြောဘဲနဲ့နှစ်ယောက်အတူနေတာတွေရှိကြတယ်။ဘလူအတွင်းနဲ့ဘလူနေကြတယ်လဲတော့မသိဘူးနော်။တယောက်တည်းနေပြန်တော့လေမနေရဘူးမနေချင်ဘူး။နေတော့တော့နှစ်ယောက်။အစမီပြေတဲ့ဘဝမှာနှစ်ယောက်နေတာကြတော့ဟို ငြိမ်းချမ်းမှုကတခါဆုံးရှုံးပြန်တယောက်တည်းဆိုတော့စကားများစရာတော့မရှိဘူးနှစ်ယောက်ဆိုရင်တခါမဟုတ် တခါစကားများကြတယ်ရှံဖြစ်ကြတယ်ပေါ့နိုင်ငံညာလူတွေလည်းဒီတိုင်းပဲမထူးပမာရီပုရဝတာတွေမှမဟုတ်နိုင်ငံညာလူတွေလည်းတယောက်တည်းနေခြင်း leave me alone လို့ order ူတယောက်ထဲနေမယ်လိပ်မိအလုံးဆိုပြီးတော့ဩတယောက်ထဲနေပြန်တော့လေလုံးလိဖြစ်တယ်ကြောက်ပြန်တယ်နော်လုံးလိဖြစ်လာတော့ဘာဖြစ်တော့ဆိုဟိုတယ်လီဖုန်းဆက်ဒီတယ်လီဖုန်းဆက်ဖြစ်လာပြန်တယ်တယ်လီဖုန်းဆက်ခေါ်တော့လာတော့တဲ့လားလို့ဆိုမတဲ့ပြန်နေရသွင်းလောက်ပဲဆင်ပြေတယ်နောက်ရကြဆင်ပြေလူတဘာဝကတွေးစားရအခက်ကြီးပဲ အဲ့တော့လူတွေဟာတယောက်တည်းမနေဝန်းတာလဲဒီစိတ်ပဲနှစ်ယောက်မတည့်တာလဲဒီစိတ်ပဲအဲ့လိုနေထိုင်ကြတဲ့လောကကြီးမှာမြတ်စွာဘုရားလက်ထက်တုန်းကမြတ်စွာဘုရားကတော့တရားထွေးနေရတဲ့အကျိုးကျေးဇူးတွေကိုဟောကြားဆုံးမထားတာရှိတယ်နှစ်ယောက် နေလို့တဦးနဲ့တဦးနဲ့အဆင်ပြေလို့အဆုံးမဩဝါဒတွေရလို့အကူအညီရလို့ဆိုရင်နှစ်ယောက်နေတာအဆင်ပြေတယ်အဲ့ဒီလိုမှ မဟုတ်ဘူးဆိုလို့ရှိရင်တော့အဆင်မပြေဘူးဆိုတော့တယောက်တည်းပဲနေတာကောင်းတယ်လို့တခါတော့ကမြတ်စွာဘုရားကတယောက်တည်းနေရခြင်းရဲ့အကျိုးကျေးဇူးကိုဖော်ပြတဲ့အခါမှာ ရှေ့မျောကြည့်လိုက်တယောက်မှမရှိ နောက်လည်းကြည့်တယောက်မှမရှိလမ်းမှာခရီးသွားတဲ့အခါမှာဟန်ကြလို့တဲ့ထိုင်ခြင်းတဲ့နေရာထိုင်လို့ရတယ်ထိုင်ခြင်းတဲ့နေရာလည်းထိုင်လို့ရတယ်ထိုင်ခြင်းသလိုလည်းထိုင်လို့ရတယ်ကိုမြင်မဲ့လူတယောက်မှမရှိဘူးလို့ဆိုလို့လွတ်လပ်မှုရဲ့အရာသာကိုဖော်ပြတာတယောက်တည်းနေလို့ရှိရင်ဘယ်သူနဲ့စကားပြအောင်မလို့ဘယ်သူနဲ့မှမများစရာမရှိတော့ ွာကိုတယောက်တည်းအေးချမ်းတယ်တယောက်တည်းနေရတဲ့အရာသာကိုမြတ်စွာဘုရားရဲ့တပည့်တွေကပထမဆုံးသာဝကကြီးရှင်ကွန်တညဆိုတယောက်တည်းနေသွားတာဟောတဝေဆက်ကြတရားဟောတော့ကတော့ပိဿဝဂီ၅ပါးအတုနေကြတာပေါ့နောက်ပိုင်းရောက်တဲ့အခါမှာ ရှင်ကုန်းတင်ညာတယောက်တည်းနေဘယ်သူနဲ့မှမတွေ့ရတဲ့နေရာသွားနေတယ်ပဲသွားနေတုံးဆိုရင်ဟိမန္တတောင်ချေကတောင်နန်းထဲမှာဆတ္တန္တဆိုရဲရေရေအိုင်ကြီးရှိတယ်အဲ့ဒီဆတ္တန္တရေအိုင်ကြီးနားမှာကမ္ဘာကြောင်းလေးနဲ့နေတယ်တပါးတယ်